် HIV ရှိမရှိကိုယ်တိုင်စစ်ဆေးတဲ့အခါအဖြေရလဒ်သုံးမျိုးထွက်နိုင်ပါတယ်ပထမတစ်ခုကဓာတ်ပြုတ်မှုရှိသောအဖြစ် reactive ဖြစ်ပြီး နောက်တစ်ခုက HIV ပိုမတွေ့သောအဖြစ် non reactive ဖြစ်ပါတယ်နောက်တစ်ခုကတော့ဆံမမီသောအဖြစ် invalid ဖြစ်ပါတယ်မိမိစစ်ဆေးလိုက်တဲ့ကိရိယာမှာအနီရောင်မြင်းချောင်းနှစ်ခုပေါ်လာရင်ဘလောက်ပဲအယောင်မှိတ်နေပါစေ ဓာပြုမှုရှိသောအဖြစ် reactive လို့သတ်မှတ်ပါတယ်စစ်ဆေးမှုကသွေးထဲမှာရှိတဲ့အရာတစ်ခုခုနဲ့ဓာပြုမှုရှိနေပါတယ်အဲ့ဒါကအိပ်ရှိန်ဖို့ဖြစ်နိုင်တယ်လို့ဒီလိုဓာပြုနိုင်တဲ့တခြားအကြောင်းအရာတွေလည်းအများကြီးရှိပါသေးတယ်ဒါကြောင့်အတီးပြုစစ်ဆေးမှုတွေထပ်လုပ်ဖို့လိုပါတယ်ဓာပြုမှုရှိသောအဖြစ် reactive ကိုရခဲ့မယ်ဆိုရင်စိတ်ကိုအေးအေးထားပါ ဒီဖေဟာ HIV ရှိတယ်လို့တက်အပ်ပြောနိုင်သေးတာမဟုတ်ပဲဓာတ်ပြုမှုရှိတယ်လို့ပဲပြောနိုင်ပါသေးတယ်။ဒါကြောင့် HIV အတီးပြုစစ်ဆေးမှုပြုလုပ်ပြီးနိုင်တဲ့ဤဆက်ရဆေးရုံစည်းကမ်းကိုတွားရောက်ပြီးစစ်ဆေးမှုထပ်မံပြုလုပ်ဖို့အရေးကြီးပါတယ်။အဆိုပါဆေးရုံစည်းကမ်းတွေမှာ HIV အတီးပြုစစ်ဆေးမှုမပြုလုပ်မီနဲ့စစ်ဆေးမှုပြုလုပ်ပြီးမှနှစ်သိမ့်ဆွေးနွေးခြင်းဝေဆောင်မှုများကိုပေးသွားမှာဖြစ်တဲ့အတွက် မိမိစိတ်ထဲမှာစိုးရိမ်ပူပန်မှုတွေရှိနေရင်လွတ်လပ်ပွင့်လင်းစွာတိုင်ပင်ဆွေးနွေးလို့ရပါတယ်မိမိစစ်ဆေးလိုက်တဲ့ကိရိယာမှာစီနီယာတွေအနီရောင်မင်းကြောင်တစ်ခုပေါ်ပြီးတီနီယာတွေမင်းကြောင်မပေါ်ပါကအိယိန်ဘူမတွေ့တော့ဖြစ်နန်ရီယက်တစ်လို့သတ်မှတ်ပါတယ်အိယိန်ဘူမတွေ့တော့ဖြစ်နန်ရီယက်တစ်ကိုရခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့6ပတ်အတွင်းအန်ရရှိအပြုတ်မှုလုံမထားဘူးဆိုရင်တင့်မှာအရှိန်ကိုကူးစက်မခံလာရဘူးလို့ဆိုလိုပါတယ်။ဒီအပြေကိုရေရှည်သေးသေးသွားဖို့အတွက်တင့်ပေါ်မှာမူတည်ပါတယ်။သွေးမစစ်မီ6ပတ်အတွင်းမှာကူးစက်မှုအန်ရအပြုတ်မှုကြုံတွေ့ထားတဲ့ဆိုရင်၄ပတ်မှ6ပတ်ကြာရင်ထပ်မံစစ်ဆေးမှုပြုလို့ရန်လိုအပ်ပါတယ်။တင့်မှာအရှိန်ကိုကူးစက်မခံလာရဘူးဆိုတာတင့်လက်တွဲပေါ်မှာကူးစက်မခံလာရဘူးလို့ မဆိုလိုပါဘူးလက်တွဲပေါ်ရဲ့သွေးဖြူသိဖို့လဲစစ်ဆေးကြည့်ဖို့လိုပါတယ်ကိုယ့်ရဲ့လက်တွဲပေါ်ရင်းသားမကလိန်ဆက်ဆံပဲမူရဆေးသုံးမှာကဆေးတုပ်ကအတူတူညဝေ30ပူးသူများကိုပါသွေးစည်းကြည့်ဖို့တိုက်တွန်းလို့ရရင်တိုက်တွန်းရပါမယ်မိမိစစ်ဆေးလိုက်တဲ့ကိရိယာမှာတီနီယာတွင်အနီအောင်မြေပေါ်သည်ဖြစ်စေမပေါ်သည်ဖြစ်စေ စီနီယာတွေအနီအောင်မြေးမပေါ်ပါကစံမမီတော့ဖြစ် invalid လို့သတ်မှတ်ပါတယ်စံသက်ကရိယာအသစ်တစ်ခုသုံး၍နောက်တစ်ကြိမ်ထပ်မံစစ်ဆေးနိုင်တယ်လို့ဤဆက်ရာအိရှိန်မှုရှိမရှိစစ်ဆေးပေးသည့်နေရာသို့သွားရောက်ပြီးအတီးပြုစစ်ဆေးနိုင်ပါတယ်